င်္ဂလာပါ The Light Channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အောင်ကုန်ပြန်ပါဒီကရီဗီလေးမှာတော့ free energy ဆိုတာပါလေ free energy ကိုဘယ်လိုရယူနိုင်မလဲစတဲ့အကြောင်းအရာလေးတွေကိုပေါ့ပေါ့ပါပါလေးနဲ့ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုရင်တော့ free energy ဆိုတာတဲ့ energy အကြောင်းကိုအကြံဉာဏ်သဘောပေါက်သွားနိုင်ပါတယ်ဗျပြီးတော့အခုပြောမယ့်အကြောင်းအရာတွေကလည်းအမြင်နဲ့သဘောတဘာဝတက်တက်ဖြစ်တဲ့အကြောင်းမလို့သဘောထားချင်းမတိုက်ဆိုင်တာတွေဖြစ်နိုင်ပါတယ်ဗျအချက်လက်တွေကိုအခြေခံပြီးတော့ပြောထားတာဆိုပေမဲ့လို့ကျွန်တော်ရဲ့အမြင်နဲ့ပါပါတယ် ။အဲကြောင့်မလို့လွဲမနိုင်ပါနဲ့။အကုန်လုံးကိုလုံးဝအတည်မြူဖို့ကြိုတင်ပြောချင်ပါတယ်ဗျ။မမြင်ချင်းမတူလို့အငင်းပွားကြရလေရှိနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးရဲ့ comment box မှာတော့လွတ်လပ်လပ်ငင်းနိုင်ဝေဖန်နိုင်အကြံပြုနိုင်ပါတယ်ဗျ။ free energy ဆိုတာကိုလူတော်တော်များများစိတ်ဝင်စားကြတယ်လို့ကျွန်တော်လည်းစိတ်ဝင်စားပါတယ်။အမျိုးမျိုးလည်းစမ်းကြည့်ခဲ့ပါတယ်။ကျွန်တော်အားပေးနေကြတဲ့ viewer တွေကလည်းတောင်းဆိုထားကြတာတော်တော်ကိုများနေပါပြီ။ free energy အတွက်စူးစမ်းတည်ထွင်နိုင်မှုဆိုတာကလည်းအရင်ဆုံးကျွန်တော်တို့ energy အကြောင်းကိုကောင်းကောင်းသိထားမှဖြစ်မှာပါ အဲ့တော့ energy ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီ view လေးမှာပြောပြပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ကြောင်းမှာလည်းသင်ခဲ့ရဘူးပါတယ်။ energy လို့ခေါ်တဲ့စွမ်းရည်ဆိုတာကဖန်တီးလို့လည်းမရ၊ဖြည့်စည်းလို့လည်းမရတဲ့အရာကိုဆိုပါတယ်။ဒါပေမဲ့လို့စွမ်းရည်တစ်ခုကနေအခြားစွမ်းရည်တစ်ခုပုံစံကိုတော့ပြောင်းလဲရယူနိုင်ပါတယ်။ဥပမာလျားလျက်စစ်လိုမျိုးပါ။ဒီစွမ်းရည်ကနေလျက်စစ်စွမ်းရည်ကိုပြောင်းလဲရယူနိုင်ပါတယ်။ စွန့်ရင်ဆိုတာကိုထပ်ပြီးတော့လေ့လာကြည့်တဲ့အခါမှာစွန့်ရင်ဆိုတာကအလုတ်တစ်ခုဒါမှမဟုတ်ရင်တစ်ခုထပ်ပိုးတဲ့အလုတ်ကိုလုံနိုင်တဲ့စွန့်ရည်ရည်ချင်းလို့ဆိုပါတယ်အလုတ်လုံနိုင်စွန့်ရှိတဲ့ပမာဏ capacity to do what ဖြစ်ပြီးတော့မှပုံစံမျိုးမျိုးနဲ့တည်ရှိနိုင်ပါတယ်စွန့်ရင်နေမှာဆိုရင် kinetic energy လို့ခေါ်တဲ့အရွေစွန့်ရင်နဲ့ potential energy လို့ခေါ်တဲ့အတိစွန့်ရင်ဆိုပြီးတော့မှအကြံမြင်နှစ်မျိုးခွဲခြားနိုင်ပါတယ် kinetic energy ဆိုတာကတော့ရွေလျားရာကနေဖြစ်ပေါ်လာတဲ့စွန့်ရင်ကိုပြောတာဖြစ်ပါတယ်ဥပမာကျွန်တော်စီးဆင်းနေတဲ့ရေမှာဆိုရင် kinetic energy ရှိတယ်လို့ ဒီတိုက်ခတ်တဲ့နေရာမှာလဲယူလီယာဆွမ်းအင်ကရက်ဒစ်အင်နာဂျီရှိပါတယ်ပိုတန်ရှယ်အင်နာဂျီဆိုတာကတော့တည်ငြိမ်နေတဲ့ဆွမ်းအင်ကိုပြောတာပါဥမာဆယ်ရီတာတမန်တွေနဲ့လောင်ထားတဲ့ရေတွေမှာပိုတန်ရှယ်အင်နာဂျီတွေရှိပါတယ်တည်ငြိမ်နေတဲ့ကြောက်တုံးနဲ့တခြားတည်ငြိမ်နေတဲ့ရာတွေမှာလဲပိုတန်ရှယ်အင်နာဂျီဆိုတာတွေရှိပါတယ်ဆွမ်းအင်တစ်ခုခုထုတ်ယူဖို့ဆိုရင်ဆွမ်းအင်အရင်းမြစ်တစ်ခုခုရှိဖို့လိုပါတယ်ကျွန်တော်တို့ဘဝဝင်ကျင်မှာရှိတဲ့ရေလေမြေမိစတွေကလည်းစွန့်ရင်ထိုးယူဖို့အတွက်အကောင်းဆုံးရင်းမြစ်တွေပဲဖြစ်ပါတယ် ပြီးတော့အလကားလေးရပါတယ်ဒါပေမဲ့လို့အချိန်နေနဲ့အချိန်ခါပေါ်မှာမူတည်ပြီးတော့မှအမြဲတော့မရနိုင်ပါဘူးအကန့်အသတ်တွေရှိပါတယ်ဥမာ နေအောင်ကြီးကိုနေခင်းနဲ့နေတာတဲ့အချိန်မှသာရနိုင်တယ်လို့လေစွမ်းအင်ကိုလည်းလေတိုက်ခတ်တဲ့အချိန်မှသာလင်းရနိုင်ပါတယ်ဒါကြောင့်မလို့အလကားရတယ်ဆိုပေမဲ့လို့အကန့်အသတ်တွေတော့ရှိပါတယ်အရင်မြစ်တစ်ခုကနေစွန့်ရင်ရဖို့ဆိုရင်နိပညာနဲ့ကိရိယာတွေလည်းလိုအပ်ပါတယ်စကြဝဠာမှာစွန့်ရင်နေရာနေရာမျိုးမျိုးပုံစံမျိုးမျိုးနဲ့သဘောဝတိုင်းတည်ရှိနေကြတာဖြစ်ပါတယ် ဒါကိုသိတဲ့သိပ္ပံပညာရှင် လူသားတွေကမျိုးမျိုးစုံနဲ့ပြောင်းလဲထုတ်ယူသုံးစွဲနိုင်မှုအတွက်ကြိုးစားခဲ့ကြတာမို့လို့အခုလို့ကျွန်တော်တို့မပင်မပန်းမဲနဲ့စွန့်ရင်တွေကိုအသုံးပြုနေနိုင်ကြတာပဲဖြစ်ပါတယ်။ဒီတဲ့ကောင်းပြီးတော့မှလူနဲ့သဘောပေါက်ဝန်းကျင်ကိုထိခိုက်နည်းနိုင်သမျှနည်းအောင်လက်ရှိငန်းရှာဖွေမှုတွေလည်းပြုလုပ်နေကြပါပြီ။ဥပမာကျွန်တော်တို့ပြန်လဲပြဖြူမြဲစွန့်ရင်လိုဟာမျိုးပေါ့။စွန့်ရင်တွေကိုတည်တည်လောက်ပြောရမယ်ဆိုရင်တော့ တို့အပူစွန်းရင်တို့အလင်းစွန်းရင်တို့လျှက်စစ်စွန်းရင်တို့အကျုံနိုင်ချင်နိုင်တဲ့စွန်းရင်တို့နျူကလ িয়ার စွန်းရင်တို့မြေတွင်းအပူစွန်းရင်တို့ဇီဝစွန်းရင်တို့ဓာတုစွန်းရင်တွန်းကန်တဲ့စွန်းရင်တို့စွန်းငင်စွန်းရင်တို့တူလောင်စွန်းရင်စတဲ့စွန်းရင်မျိုးမျိုးကဒီနေရာမျိုးမျိုးနဲ့ပုံစံမျိုးမျိုးကိုကြီးနေကြတာပါစွန်းရင်ကိုကျွန်တော်ဓာတ်ရိုက်အသုံးပြုလို့ရတယ်လို့ပုံစံပြောင်းပြီးတော့လည်းအသုံးပြုနိုင်ပါတယ်အရေးကြီးသိထားတင်တာကတော့ကျွန်တော်ဖြစ်စည်းလို့မရတယ်လို့ဖန်တီးလို့လည်းမရဘူးဆိုတာပါပဲဘာလို့ဖန်တီးလို့မရတာလဲဆိုတော့စွန်းရင်ကသဘာဝကနေရတာမဟုတ်လို့ပါ တဘာဝမှာမရှိရင်မရှိတဲ့အရာကိုရယူဖို့ဆိုတာကမဖြစ်နိုင်လို့ပါဥပမာပြောရမယ်ဆိုရင်ဘဏ်အကောင့်မှာပတ်စံတစ်ပြားမှမထည့်ဘဲနဲ့ထုတ်ယူလို့မရနိုင်တယ်လို့ပါပဲနောက်တစ်ခုကဘာလို့စွဲရင်ကိုဖြည့်ဆည်းလို့မရတာလဲဆိုရင်စွဲရင်ကပုံစံပြောင်းနိုင်လို့ပါပြောရမယ်ဆိုရင်တော့ဥပမာ potential energy လို့ခေါ်တဲ့အတီစွဲရင်ရှိတဲ့ကြောက်တုံးကြီးကိုအတီစွဲရင်ပြည့်စည်အောင်တွန်းလိုက်မယ်ဆိုရင်အတီစွဲရင်ရှိနေတဲ့ကြောက်တုံးကြီးကနေပြီးတော့မှအွေစွဲရင်ဖြစ်ပုံစံပြောင်းသွားပါတယ်အွေစွဲရင်ကုံသွားတဲ့အခါမှာအတီစွဲရင်ဖြစ်နေပြန်ပြီးတော့မှတည်ရှိနေပါတယ် ဒါကြောင့်မို့လို့စွမ်းအင်ကိုကျွန်တော်ဖြည့်ဆည်းလို့မရနိုင်ဘူးလို့ဆိုတာပါ။တခြားဥပမာတွေလည်းမိတ်ဆွေတို့ကိုယ်တိုင်ပဲစဉ်းစားကြည့်ရင်ရနိုင်ပါလေဗျ။ကျွန်တော်စွမ်းအင်တဘောကိုအကြမ်းမြင့်သိပြီဆိုရင်တော့ free energy ကိုဘယ်လိုလုပ်တယ်လဲဆိုတာကိုတစ်ချက်လောက်ကျွန်တော်တွက်ကြည့်အောင်ပါ။ free ဆိုတာကတော့အခမဲ့၎င်းလို့ဘာသာပြန်လို့ရတာကြောင့် free energy ဆိုတာက၎င်းရတဲ့စွမ်းအင်လို့ပြောနိုင်ပါတယ်။စစ်ကြောလာနဲ့ကဘာကြီးမှဆိုရင်၎င်းရတဲ့စွမ်းအင် တွေအမြောင်အများရှိပါတယ်။ဒါပေမဲ့လို့ကျွန်တော်တို့လူချင်းနဲ့စွမ်းအင်မဟုတ်တဲ့အခါမှာ energy ဖြစ်မသိခဲ့ကြပါဘူး။အမှုမဲ့အမှတ်မဲ့ထားခဲ့ကြတာကြီး များပါတယ်ပြောရမယ်ဆိုရင်တော့ရေလေမြေမိဆိုတဲ့နေရာတွေက energy ကိုရရှိနိုင်တဲ့အရင်းမြစ်တွေပါပဲဒါပေမဲ့လို့စွန့်အင်ရဲ့အရင်းမြစ်ဖြစ်တဲ့ရေလေမြေမိကနေပြီးတော့မှကျွန်တော်လိုချင်တဲ့ဓာတ်ရဲ့ဖုံးအားသွင်းလို့မရတာကြောင့်စိတ်ဝင်စားကြတာပါပြီးတော့လည်းအလကားရနေတာဖြစ်တဲ့အကြောင်းမို့လို့တန်ဖိုးမထားကြတာလည်းပါပါတယ် energy လို့ခေါ်တဲ့စွန့်အင်ဆိုတာအရင်းမြစ်တစ်ခုခုကနေရတာပါပြောရမယ်ဆိုရင်တော့အရင်းမြစ်တစ်ခုခုဆိုတာကလည်းစွန့်အင်တစ်ခုခုပါပဲဥပမာနေပါဗျနေရတဘာဘာကနေအလင်းနဲ့အပူစွန့်အင်ကိုရပါတယ် ရတဲ့ဒီလေးတဲ့ဘူးဆိုရင်ကိုတိမဲ့မညာရှင်လူသားတွေကပြည့်စစ်ဆိုရင်ဖြစ်နေပြောင်းလဲရယူကြတာဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်လက်ရှိသုံးနေတဲ့ဆိုလာပါပဲအဲ့ဒီလိုပါပဲနေရဲ့စွန်းကိုနေရဲ့အပူစွန်းကိုဓာတ်ရိုက်သုံးချတာလည်းရှိပါတယ်ဘုံကနေပေါင်းများစွာကလေးကမှအသုံးပြုခဲ့တဲ့နီးပါအဲ့ဒါကတော့ရှော့ဖွတ်ထားတဲ့ယေဆုအဝတ်တွေကို၆တွေ့အောင်နေလန်းတာပါပဲပြီးတော့တခြား၆လမ်းကျင်တဲ့အရာတွေ၆သိကျင်တဲ့အရာတွေကိုလည်းဘာဝနေလုံးကြီးကနေပြီးတော့မှအပူစွန်းကိုဓာတ်ရိုက်ရယူပြီးတော့မှအသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ် နောက်တစ်ခုကလိုချင်တဲ့ energy တစ်ခုခုရဖို့ဆိုရင်အခြား energy တမျိုးမျိုးကိုလည်းသုံးရပါတယ်။ဥပမာမီးစက်လိုမျိုးပါ။လိုချင်တဲ့လျှက်စစ်ဆွမ်းရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒိုင်နမိုကိုသုံးရတာဆိုပေမဲ့လို့အဲ့ဒီဒိုင်နမိုကလျှက်စစ်ထွက်လာဖို့အတွက်လှက်ပတ်နိုင်မဲ့ဆွမ်းရင်ကိုသုံးရပါတယ်။ဒါကြောင့်မလို့ဒိုင်နမိုလှက်ပတ်နိုင်ဖို့အတွက် engine ကိုလည်းသုံးရပါတယ်။ engine တစ်ခုလှက်ပတ်ပြီးတော့မှလှက်ပတ်မှုဆွမ်းရင်တွေရရှိလာဖို့အတွက် diesel ဓာတ်ဆီလိုရုပ်ကျွင်းလောင်စာတွေကိုလည်းအသုံးပြုရပါတယ်။အဲ့ဒီရုပ်ကျွင်းလောင်စာတွေဖြစ်တဲ့ diesel ဓာတ်ဆီလိုဆိုတော့ကလည်းချက်ယူရရှိထားတာဖြစ်ပါတယ် ။ဒါကြောင့်မလို့အရင်မြစ်ဖြစ်တဲ့ရေနံဟာဆိုရင်တဘာဝကနေအလကားရတဲ့စွန့်ရင်တွေဖြစ်ပါတယ်။လူတွေဖန်တီးထားတာမဟုတ်ဘဲနဲ့တဘာဝကနေရတဲ့စွန့်ရင်ကိုကျွန်တော်တို့က free energy လို့ခေါ်လို့ရနိုင်ပါတယ်။ဓာတ်ဆီတို့ဒီဇယ်တို့ကိုဖြစ်လာစေတဲ့သဘောရုပ်ကျင်းလောင်စာရေနံကိုဘယ်သူမှအလကားပေးတာမဟုတ်ဘူးလို့မိတ်ဆွေတို့တွေးကောင်းတွေးနိုင်ပါတယ်။ဟုတ်ပါတယ်ဗျအလကားမရပါဘူးပတ်စံပေးရတာပါ။ပစံပြရတယ်ဆိုတော့ကလည်းလောင်စာစီဘူးမဟုတ်တော့ပါဘူးအဲဒီလောင်စာစီရဖို့နိပညာနဲ့ရှာဖွေကတူဖို့ကရလာတဲ့ရေနံစိမ့်ကို ပြုပြင်ချက်လုခတိမ်ဖို့ဆောင်ကစရာတွေပေးရတယ်လို့ထင်ပါတယ်။အဲ့ဒါတွေဖိလိုက်မယ်ဆိုရင်တော့တဘောဘောကရတယ် free energy ပါပဲ။အဲ့ဒီလိုပါပဲ solar ဆွမ်းရင်ကလည်း free energy ပါပဲ။ဒါပေမဲ့လို့ solar ဆွမ်းရင် free ရဖို့ solar ပြားကိုတွန်းရတာဆိုတော့ solar ပြားထုတ်လို့သူကို solar ပြားကနဲ့နည်းပညာကပေးရပါတယ်။ကုန်ကြမ်းစုတွေဖိလိုက်မယ်ဆိုရင်တော့ရလာတဲ့ဆွမ်းရင်က free energy ပါ။အခုကမ္ဘာမှာတွန်းနေတဲ့ nuclear ဆွမ်းရင်ကလည်းတဘောဘောကရတယ် union ကို2ဖို့တန့်စင်ထုတ်လို့ရယူရတာမို့လို့ ကုန်ကြမ်းစိတ်တွေကိုဖယ်လိုက်မယ်ဆိုရင်တော့ free energy လို့ပြောလို့ရနိုင်ပါတယ်။ဒါပေမဲ့လူ့ကြောက်စရာဘေးအတွက်ဆိုးကျိုးတွေကတော့အများကြီးရှိပါတယ်။ဒါတွေကိုမိတ်ဆွေတို့ကိုယ်တိုင်စဉ်းစားပြီးတော့မှသုံးသပ်ကြည့်နိုင်ပါတယ်။အခုပြောချင်တဲ့အကြောင်းအရာတွေကပညာရှင်တွေပြမန်းခံပြီးတော့မှစူးစမ်းရှာဖွေထားတာကိုတန်ဖိုးမဲ့ဖြစ်အောင်ကျွန်တော်ကပြောနေတာမဟုတ်ပါဘူး။မိတ်ဆွေတို့အနေနဲ့လည်းကိုယ်တိုင်စဉ်းစားကြည့်မယ်ဆိုရင်စဉ်းစားကြည့်လို့ရအောင်လို့ကျွန်တော်ကပြောပြပေးတာဖြစ်ပါတယ်။ဆိုလိုချင်တာကတော့ free energy လို့ပြောရင်စွန့်ရင်အားလုံးအကျုံးဝင်ပါတယ်။ ကြီးစင်းမြကဘာစက်ကြောက်လိုက်မှာရှိတဲ့စွမ်းအင်အားလုံးက free energy ထဲမှာအကျုံးဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စွမ်းအင်တွေကလူတွေဖန်တီးယူလို့ရနိုင်တဲ့အရာမဟုတ်တာကြောင့်ပါပဲ။တဘာဝကနေ free ရနေတဲ့အရာမို့လို့ကျွန်တော် free ဖြစ်နေတဲ့သုံးလာဖြစ်ပါတယ်။ကျွန်တော်ရင်တင်ငယ်မှုတွေ wind turbine နဲ့လက်လက်ဖုံးအားသွင်းဆက်ဗီဒီယိုရလဲတကယ်တော့တဘာဝကနေရတဲ့စွမ်းအင်ကိုရယူပြီးတော့မှစွမ်းအင်ကိုအသွင်ပြောင်းထားတာမို့လို့ free energy လို့ပြောလို့ရပါတယ်။ wind turbine ဆိုရင် လေဆွမ်းရင်ကိုလျှက်စစ်ဆွမ်းရင်ဖြစ်ပုံစံပြောင်းပြီးတော့မှရယူထားတာပါလက်လက်ဖုံးဝသွင်းဆက်ကလည်းစားထားတဲ့အစားစာတွေကနေပြီးတော့မှထွက်လာတဲ့ဆွမ်းရင်ကိုယူပြီးတော့မှလျှက်စစ်ဆွမ်းရင်ဖြစ်ပုံစံပြောင်းယူထားတာဖြစ်ပါတယ်ဒါမှမဟုတ်ထုတ်ယူသုံးစွနိုင်မှုအတွက်ဤပညာကနဲ့ကုန်ကျစရိတွေကတော့ရှိပါတယ်အဓိကပြောချင်တာကတော့ free energy လို့ပြောရင်ကဘာမှာရှိတဲ့စက်ကြောလာနဲ့ကဘာမှာရှိတဲ့ဆွမ်းရင်တွေအကုန်လုံးကအကျုံးဝင်ပါတယ်ခုလိုအကျုံးဝင်တဲ့ဆွမ်းရင်တွေက free energy မဟုတ်ဘူးလို့ မိတ်ဆွေအနေနဲ့ပြောမယ်ဆိုရင်တော့ free energy ဆိုတာကလည်းစက်ကြဝဠာနဲ့ကဘာမှာတကယ်မရှိဘူးလို့ပဲပြောရမှာပါစွန့်ရင်ဆိုတာကဖြည့်စီလို့လည်းမရသလိုဖန်တီးလို့လည်းမရပဲနဲ့စွန့်ရင်ပုံစံတစ်ခုကနေတခြားစွန့်ရင်ပုံစံတစ်ခုဖြစ်ပုံစံပြောင်းပြီးတော့ယူလို့ရတာကြောင့်မဖြစ်ပါဘူးပြီးတော့သတိထားမယ့်ဟာရှိပါသေးတယ်စွန့်ရင်တစ်ခုကနေနောက်တဲ့စွန့်ရင်တစ်ခုကိုပုံစံပြောင်းရယူတဲ့အခါမှာ energy loss လို့ခေါ်တဲ့စွန့်ရင်ဆုံးရှုံးမှုတွေရှိပါတယ်ဒါတွေကိုလည်းထပ်တွေ့ရမယ့်အဓိကအချက်တွေဖြစ်ပါတယ်လိုင်းမော်မော်တော်တော်များတွေ့နေတဲ့မော်တာနှလုံးနဲ့ ျွန်တော်စွန့်ရင်ထုတ်တာတွေ weight bane တက် weight bane ကို supply နဲ့ free energy လို့တာတွေကစောစောက ပြောခဲ့တဲ့ energy loss လို့ခေါ်တဲ့စွန့်ရင်ဆုံးရှုံးမှုတွေကိုထည့်မတွက်ထားလို့ပါပဲပြောရမယ်ဆိုရင်တော့မော်တာတစ်လုံးကိုလှည့်လိုက်တဲ့အခါမှာတစ်ဖက်မှာတွဲထားတဲ့မော်တာပါလိုက်ပြီးတော့မှလဲပါတယ်လက်စစ်ထွက်လာပါတယ်ထွက်လာတဲ့လက်စစ်ကပထမမော်တာကိုပေးပြီးတော့မှလဲစီပါတယ်ပထမမော်တာလဲတော့ဒုတိယလဲဒုတိယမော်တာကလည်းလိုက်လဲပါတယ် လျက်စစ်ထွက်လာပါတယ်လာတဲ့လျက်စစ်ကပထမမော်တာကိုပြန်ကြွေးပြီးတော့မှမဆုံးနိုင်တဲ့ Gwinze Free Energy ဖြစ်ရတယ်ဆိုတော့ကစောစောကပြောခဲ့သလို Energy Loss ကိုနည်းနည်းလေးမှထက်တွန်းထားမိတာကတော့သိကြပါတယ်မယုံရင်မိတ်ဆွေတို့ကိုယ်တိုင်လည်းလုပ်ကြည့်လို့ရပါတယ်ဒုတိယမော်တာကထွက်လာတဲ့လျက်စစ်ကပထမမော်တာကိုပြန်ထောက်ပံ့မှုဘယ်လိုမှမလုံလောက်နိုင်ပါဘူးဝေဘင်းခံရင်ပို့လို့တောင်ဆုံးနိုင်ပါတယ်ဥမာတွဲဖို့မော်တာကိုတွဲဖို့ပါဝါလောက်နဲ့လှည့်လိုက်တယ်ဆိုရင်ဘယ်လိုမှတွဲဖို့ပြန်မထွက်နိုင်ပါဘူး အလွန်ဆုံး5ဖို့6ဖို့7ဖို့အဲ့ဒီပြင်ပို့ပြီးတော့မှမထွက်နိုင်ပါဘူး energy loss လို့ဆိုရဲစွမ်းအင်ဆုံးရှုံးမှုကိုဥပမာနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဆိုလာတွေမှာနေအောင်ကြီးစွမ်းအင်ကိုလျှက်စစ်ဖြစ်ပြောင်းတဲ့အခါမှာ15ရာခိုင်နှုန်းကနေပြီးတော့မှ20ရာခိုင်နှုန်းလောက်ပဲရပါတယ်ကျန်တာကတော့အပူဖြစ်နေဆုံးရှုံးသွားရတယ်ဒါကတော့ကျွန်တော်စွမ်းအင်ဆုံးရှုံးမှုဖြစ်စဉ်တစ်ခုပါအဲ့လိုပါပဲ engine မှာလည်းရုပ်ကျွင်းလောင်စာဖြစ်တဲ့ diesel တို့ဓာတ်ဆီတို့ကနေလှည့်ပတ်မှုစွမ်းအင်ဖြစ်နေပြောင်းတဲ့အခါမှာ 30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းလောက်ပဲရပါတယ်။ကျန်တာကတော့အပူဖိအားတုန်ခါမှုနဲ့အတန်တွေဖြစ်နေစွန့်ရင်ဆုံးရှုံးသွားပါတယ်။ဒါကြောင့်မို့လို့စွန့်ရင်ဆုံးရှုံးမှုကိုထက်တွက်မယ်ဆိုရင် free energy ဆိုတာကတော်တော်ကိုစဉ်းစားကြတဲ့ပြဿနာတစ်ခုပါပဲဗျ။စွန့်ရင်တစ်ခုကိုထုတ်ယူတဲ့အခါမှာအချိန်ကစွန့်ရင်တစ်ခုရှိဖို့လေလူတို့လိုစွန့်ရင်ပုံစံပြောင်းလဲတဲ့အခါမှာလည်းစွန့်ရင်ဆုံးရှုံးမှုကိုထက်တွက်ဖို့လိုပါတယ်။ဒါကြောင့်မို့လို့အချိန်ကစွန့်ရင်မရှိဘဲနဲ့ထာဝရစွန့်ရင်ကိုထုတ်ယူဖို့ဆိုတာကတော့ကျွန်တော်အနေနဲ့ ဖြစ်နိုင်မှုလို့ပဲထင်ပါတယ်ပြီးတော့မိတ်ဆွေတို့ကိုယ်တိုင်လည်း free energy ဆိုတာကိုဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်နိုင်ပါလေဗျဒါလို့ဆိုရင်တော့ free energy ရဲ့သဘောကိုနားလည်သွားမယ်လို့ထင်ပါတယ်အရင်းမြစ်စွမ်းရည်တစ်ခုခုကိုတုံးပြီးတော့မှပြောင်းလဲရယူနိုင်တာမဟုတ်ရင် energy မဖြစ်နိုင်တာမဖန်တီးနိုင်တာကြောင့်မလို့ energy ထွက်မလာနိုင်ပါဘူးတချို့သောသူတွေကတော့အရင်းမြစ်မလို့ပဲနဲ့သာဝရစွမ်းရည်ရရှိနိုင်မဲ့ free energy ကိုယုံကြည်နေကြပါတယ်ဒါပေမဲ့လေခုပြောသလိုလက်ရှိသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေရဆိုရင်တော့ဒါဟာဖြစ်နိုင်ရည်အလွန်ကိုနှဲပါတဲ့အယူဆတစ်ခုဖြစ်ပါလေဗျ။ source မရှိတဲ့ free energy ဆိုတာကလည်းလူတွေကိုစိတ်ရှုထွေပြဝေဝါးသွားစေတဲ့ဂျင်းကြီးကြီးတစ်ခုပဲလို့ကျွန်တော်ကတော့ထင်ပါတယ်။ဒါဥပေဒါသဘောမှာတော့ free energy ဆိုတာကတတ်တတ်ရှိပါတယ်။ဒါပေမဲ့လို့ယူပဝေဒါမှာတော့ free energy ဆိုတာကျွန်တော်ရှာဖွေလေ့လာကြည့်သလောက်မရှိပါဘူးဗျ။အမြင်နဲ့လေ့လာဖို့မတူနိုင်တာမို့လို့ comment တွေမှာလည်းအမြင်နဲ့လေ့လာမှုလေးတွေကိုပြောပြသွားခဲ့လို့ရပါတယ်ဗျ။ အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ